ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်ချိုသေးအောင်ပါဟုတ်ပြီသူကမိခင်ဒေါ်ဆန္နာ68နှစ်အတွက်မေးတာပါအမေအတွက်ဟုတ်ပြီ68အရွယ်လုံးမိခင်ကတောင်တကုံမှာနေပါလားဟုတ်ပြီဆရာကြီးရှင်တဲ့မေမေကတဲ့ခြေထောက်သွေးကြောထုံးလို့တဲ့2020ခုနှစ်လုံခဲ့တဲ့၄နှစ်ကပေါ့နော်ခွဲစိတ်မှုတဲ့နှစ်ခါခံယူခဲ့ပါတယ်အဲ့ဒါအခုတော့ ခွဲလိုက်လို့ကောင်းပါလေပြရပါတမီးရဲ့ဟုတ်ကဲ့ဆရာတကယ်လို့ထပ်ဖြစ်တယ်ဆိုရင်အဲ့ဒါအထူးသဖြင့်လေဟုတ်ကဲ့အစာတစ်ခုရှောင်ရမယ်တမီးရဲ့တိုင်းစေးပညာအရာပြောတော့ပထူစာနဲ့အာဂဒစာဟုတ်ကဲ့ဆရာအရနားလျောက်မိဖို့ကြောင့်စကားနဲ့ပြောရင် စိတ်နဲ့အစာနဲ့အကျော်ဟုတ်ကဲ့ဆရာဥမာမြေပဲတို့တံပေါက်တို့ဥနုခောက်ဆွဲတို့အဲ့ဒါဘာရလဲစိတ်ချိုစိတ်ချိုပါ နောက်တစ်ခါအကျော်ဤကြွေးစမှုစားဘရားကျော်ကြက်ကျော်ငါးကျော်ငမုတ်ကျော်အာလူကျော်အဲ့လိုအကျော်တွေကိုမျက်မှတ်မစားပါနဲ့ဟုတ်ကဲ့ပါဆရာအချင်းခါစားပြီပါဟုတ်ကဲ့ပါဆရာမကြီးဖြော်ရီတလက်ဒိန်ကျင်တလက်မကြီးဖြော်ရီတလက်ဒိန်ကျင်တလက်တော့ပါဟုတ်ကဲ့ဆရာနောက်မဲဇလီရွေးနဲ့ဂွေးတော်ရဲ့မဲဇလီဘူးတို့ပြုတ်တူတာမျိုးဟင်းယူချက်တောက်တာမျိုးတုတ်စားတာမျိုးလေးတပတ်ကို နှစ်ခါသုံးခါလောက်အ ਨੇ စုမှီဝဲခြင်းအဖြစ်သမီးတို့ကတက်တာပါလိမ့်မယ်ဟုတ်ကဲ့ရေချိုးရင်လည်းပဲတကယ်လို့ပြပိုးမြတ်မြတ်မယ်စီလီပင်တို့ပါလို့ရှိရင်လေဟုတ်ကဲ့ဆရာအဲ့ဒီအရွက်တူခူပြုတ်လိုက်ဟုတ်ကဲ့ပါဆရာပြုတ်ပြီးအဲ့ဒီပြုတ်ရည်လေးနဲ့ချိုးပြီးရင်သမီးအတွက်ပူရည်အဆင်ပြေပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာဆရာကြီးဖြေတာပြည့်စုံပါဟမ်သူ့မိကုံးလေးဆက်ဖတ်ပြမယ်နော်ဆရာဟုတ်ပြီဟာဟိုမိကုံးလေးကဟိုမေးထားတာလေးစုံအောင်ပေါ့နော် ဟုတ်ပါတယ်2024ခုနှစ်မှာတဲ့ခုနက2020မှာပေါ့နော်သူကခြေတော်သွေးကြောထုံးလို့ဟိုခွဲစိတ်ထားတာပေါ့နော်ဟုတ်ပြီ2024မှာတဲ့ခြေသလုံးကစပြီတဲ့ခြေတော်ကြီးတွေရောင်းလာပါတယ်တဲ့ဟုတ်ပြီမိမိမှာတဲ့သွေးတို့နှလုံးသွေးကြောကျင်းယောဂါတွေရှိပါတယ်တဲ့ဟုတ်ပြီကြောက်ကက်စစ်တော့တဲ့ကောင်းပါတယ်တဲ့အဲဒါအများကြီးဝမ်းသာစရာကောင်းဟုတ်ကဲ့အခုကတဲ့ခြေတော်တွေရောင်းလာပါတဲ့ ဘယ်ဘက်ကတဲ့တိတ်မယောင်ပဲနဲ့တဲ့ညာဘက်ကတဲ့ပိုယောင်ပါတယ်တဲ့ဟုတ်ပြီခြေတော့အယောင်ကြဖို့တဲ့စေးနီလေးပြောပြပေးပါရှင်ဟုတ်ပြီနံပါတ်1ကတော့ခြေတော့ယောင်ရင်အောက်ကိုတွေးလောင်းချပြီးထိုင်တာတို့နော်ဟုတ်ကဲ့ဆရာကြီးတွေးလောင်းချနေရှောင်းပါထိုင်နေနေပဲရှေ့မှာခုံလေးတစ်ခုမှတည်ပြီးထိုင်ပါဟုတ်အကယ်၍ဧည့်သည်ဆောင်တဲ့ရှင်လေးပဲမြစ်တရက်ခါမှာဟုတ်ကဲ့ပါဆရာကြီးကျမကျမကြီးအရာလူအပ်လို့ တင်ထမ်းရတာပါလို့ပြောပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကိုအိမ်မှာကိုအိယာမှာကိုအိရင်လည်းပဲအိယာဘေးမှာရှိတဲ့ဖက်ခေါင်းအုံးတို့လိုဂရင်မောင်းတို့လိုပေါ့နော်အဲ့လိုနေရာလေးမှာကျွန်တော်တို့မြင့်ပြီးတော့အိပ်ပါဟုတ်ကဲ့ပါဆရာအဲ့ဒါတစ်ချက်နောက်တစ်ချက်ကရေချိုးတိုင်းရေချိုးတိုင်းသမီးချီပွားတွေကိုရေစွတ်ပါဟုတ်ကဲ့ပါဆရာလက်ဖွားရေဆိုစားနဲ့ပုတ်ပါပုတ်တဲ့အခါမှာကန့်လန့်မပူအောင်ပါဘူးအလျားလိုက်ပုတ်ပါဟုတ်ကဲ့ပါဆရာအချိန်90တဲ့ပုံမှုပုတ်ပါနဲ့ အချိန်90ပုတ်ပြီးပြီဆိုတော်ပြီအဲ့ဒါရေချိုးပါတော့စီးတဲ့ဖဏဟာကျမ်းမာရေးဖဏကဦးစားပေးစီပါလို့ဆရာအကြံပေးပါတယ်နော်ဟုတ်ကဲ့ပါဆရာအခုလောက်ပြောတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုတော့တမိယောက၃ရက်နဲ့၅ရက်အတွင်းပါကိုတိတိတာတာတက်တာပါလိမ့်မယ်လို့အားပေးစကားပြောလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးလိမ့်နာတော့နေ့တစ်နှခါညကလည်းပေါ့နော်လိမ့်နာတော့ဟုတ်တယ်ဗျာနေ့တစ်နှခါညကလည်းပါကျေးဇူးတင်ပါတယ်ဆရာကြီးအဲ့ဒါတစ်နှခါလိမ့်လိမ့်ကရမက်လိမ့်လိမ့် တကောတကောရက်ဟုတ်ကဲ့ပါဆရာဒါပေမဲ့ကရမက်ရက်တဲ့ခါမှာတော့ထညက်နဲ့မတည်ဘူးထညက်ရှောင်းတော့ဟုတ်ကဲ့ပါဒါအမြဲတည်းပြီးနေပါရဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးစာဝနာကင်ပါရှင်ကြပါစီဗျာ